်မင်္ဂလာပါဒီနေ့တော့ဆရာက the coffee bean ဆိုတဲ့အကြောင်းလေးကိုပြောမှာဖြစ်ပါတယ် the coffee bean ဆိုတော့ coffee ဇီးလေးအကြောင်းပါတာပေါ့ okay အဲ့တော့ coffee bean နဲ့ပတ်သက်ပြီးတော့ဆရာဘာပြောချင်လဲဆိုတော့ဆရာတို့လောကကြီးမှာလူတွေဟာ အမျိုးမျိုးအဖုံဖုံရှိကြတယ်အချို့ကမာကျော်တယ်တချို့ကပျော့ပြောင်းနေတချို့ကကြမ်းတမ်းနေတချို့ကနူးညံ့နေမျိုးစုံပေါ့လေအ အဲ့တော့ဘလို့လူမျိုးပဲဖြစ်ပါစေလေလောကတန်တရားနဲ့ရိုက်ခတ်မှုတွေနဲ့တွေ့ကြုံမှုကတော့ဘဝမှာကြုံဟုတ်ကြုံရမှာပဲလေလောကတန်တရားနဲ့ကြုံတွေ့ရတဲ့အခါမှာအဲ့ဒီလောကတန်တရားကို မာကျော်ကြမ်းတမ်းတဲ့သူတွေကဘလို့တုံ့ပြန်လိုက်လေနူးညံ့ပြိုပြောင်းတဲ့သူတွေကဘလို့တုံ့ပြန်ကြသလဲဆိုတော့ကိုလေ့လာဖို့အတွက်စောင်းလေးတုတ်စီရဖတ်ဖြစ်ပါစောင်းလေးနမရ the coffee bean ပေါ့ဟာ coffee bean ဆိုတော့ဘယ်ထဲကဖတ်တဲ့စာအုပ်လဲလို့ကြောက်မမီးနဲ့ရွှေနှုတ် application မှာဆရာကလွယ်လွယ်ကူကူအချိန်ရတဲ့အခါမှာဖြတ်ခနဲဖြတ်ခနဲဆရာဖတ်မိရဲ့စာအုပ်တွေအဲ့လိုဖတ်မိတဲ့စာအုပ်တွေတည်းကမှဆရာသဘောကျတဲ့စာအုပ်ကလေးတွေကိုလူငယ်တွေအတွက်ပြန်ပြောပြမယ်ဆိုပြီးတော့ဒီအစီအစဉ်လေးကိုဆရာဆောင်ရွက်တယ်အဲ့တော့ဒီနေ့ဆရာက the coffee bean ပေါ့လေအဲ့ဒါလေးဆရာပြောပြချက်မှာစာရေးဆရာ John ဆိုတဲ့ပုဂ္ဂိုလ်ရေးထားတာပါသူကတော့ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုတွေအတွက် ဟောပြောပို့ချတဲ့သူတယောက်ဖြစ်တယ်။သူရေးတဲ့စာအုပ်တွေကတော့အများကြီးပဲ Wall Street Journal မှာတော့မှအရန်ရောင်းကောင်းတဲ့စာအုပ်တွေဆိုပြီးတော့ကြီးညာခြင်းခံရတဲ့ပုံကူဖြစ်ပါတယ်။အခုသူရေးတဲ့စာအုပ်ထဲကအကြောင်းအရာလေးတစ်ခုဆရာပြောချင်တာပါ။စာအုပ်ထဲမှာပါတဲ့ကောင်လေးတယောက်ရဲ့နာမည်ပေါ့လေအဲဒီကောင်လေးရဲ့နာမည်ကအိဗရာဟမ်နဲ့အိဗရာဟမ်ဆိုတဲ့ကောင်လေးဟာចောင်းသားလေးပေါ့ တို့เจ้ามาလဲအကောင်းဆုံးဘောလုံးကန်နိုင်တဲ့ဘောလုံးသမားလေးဖြစ်တဲ့သူကကောလိတ်တက်တဲ့အခါမှာလဲကောလိတ်ကဘောလုံးအသင်းမှာဆက်လက် ပါဝင်ဖို့အတွက်မျှော်လင့်လာတယ်เจ้าသားလေးစာလဲကြိုးစားတယ်သိပ္ပံပညာကိုစိတ်ဝင်စားတယ်တက်ကြွတယ်သူ့ရဲ့သိပ္ပံဆရာကိုလဲသူကသိပြီးတော့လေးစားပြီးတော့သဘောကျတယ် အဲ့ဒီတော့သူ့ဆရာဂျက်ဆင်နဲ့သူ့ဆရာနာမည်ကအေဘရာဟင်နဲ့ဘွားကလည်းအပြင်ကနေကြည့်လိုက်မယ်ဆိုရင်တော့ everything is fine အဆဆအဆင်ပြေနေတယ်တရက်မှာတော့အေဘရာဟင်ကရန်လူတလူလူဒေါသထွက်တလူလူဖြစ်နေတာကိုသူ့ဆရာကတွေ့သွားခရီးကောင်ဘာလဲပေါ့ဘာဖြစ်တာလဲပေါ့ဆရာဂျက်ဆင်ကကြောင်းလွတ်တဲ့အခါမှာကျန်တဲ့သူတွေပြန်သွားတဲ့အချိန်မှာအိဗရာဟံကိုမင်းနေခဲ့ဦးဆိုပြီးတော့ဘာတွေဖြစ်နေလဲဆိုပြီးတော့အိဗရာဟံကိုမေးတယ်ဗျမေးလေမေးရော အဗြဟံကသူ့ရဲ့ feeling တွေကိုဖွင့်ပြောရတာပေါ့ဟာဆရာကြီးအိမ်မှာရှိတဲ့ကိစ္စဝိစ္စတွေကိုရင်ဖွင့်ပြရသည်ဗျာအဖေနဲ့အမေကတော့စကားများပြီး꽌မယ်꽌မယ်ဖြစ်နေတယ်ဆရာကြီးကျောင်းမှာတင်ရမယ့် essay တွေအတွက်ကလည်းကျွန်တော်မရေးရသေးဘူးဗျာတောက်ကြနေမှလည်းအရေးကြီးတဲ့ပြည်내အဆင့်ဘောလုံးကံပွဲမှာလည်းဝင်ပြန်ရအောင်မယ်ဗျာ အဲ့ဒီအချက်လက်တွေကကျွန်တော်ကို stress များဖြစ်စေလားမသိဘူးကျွန်တော်ဒေါသကြီးဖြစ်ရပါတယ်ပင်ပန်းရပါတယ်စိတ်တွေတူရပါတယ်ဆိုပြီးတော့ပျော်လေပျော်ကိုဆရာကတော့ပြတ်သားတယ်အဲ့ဒါပေမင်းဘလို့ခံစားနေရတယ်ဆိုတော့ငါနားလေပါတယ်ဒါဖြစ်လေဖြစ်တာရှိတဲ့သဘောတဘာဝပဲတချို့ဟာတွေကကိုပြင်လို့မရဘူးဆိုရင်ကိုကပဲကိုကိုကိုပြင်ရတယ်ဆိုပြီးတော့သူ့ဆရာကအိဗြဟံကို ပြောလိုက်ပါတယ်အဲ့တော့ ကဲဒီလိုလောက်กว่าမင်းငါအိမ်စာလေးတစ်ခုပေးလိုက်မယ်အဲ့ဒီအိမ်စာကတော့ very simple ရိုးရိုးလေးပါပွပွဆူတဲ့ရင်တွေဦးတွေကိုမုံလာဥတွေကိုထည့်ပြုတ်လိုက်ပါမုံလာဥတွေဘာဖြစ်သွားတယ်လဲဆိုတာ tomorrow မင်းငါနဲ့ပြန်တွေ့မယ်ကြောင်းလာတဲ့အခါမှာငါ့ကိုပြန်ပြောပြအဲ့တော့နောက်တစ်နေ့ကြောင်းကပြန်လဲပြန်လာတော့အိဗရာဟန်ကသူ့ဆရာကိုပြောတယ်ဆရာကြီးရင်တွေဦးတွေကိုမုံလာဥတွေကိုထည့်လဲထည့်လိုက်ကော ဘုံလာဥရိဟာ ပြို့ဣသွားတာကိုတွေ့ရတယ်ပြို့ပြဲသွားတယ်ဆရာရေဘုံလာဥရိဟာဘာမှမမာတောင်တောင်ကြီးမဟုတ်တော့ဘူးအစိမ့်ဘဝကလို့တောင်တောင်တင်းတင်းမှုပဲနဲ့ပြော့ပြော့ဣဣဖြစ်သွားတယ်အဲ့တော့မှဆရာဂျက်ဆင်ကသူတပည့်ကိုတာရေဘုံလာဥဟာပထမတော့မာတယ်တောင့်နေသူမသာသူဘုံလာဥအစိမ့်ဘဝမှာမာတယ်မပြော့ဘူးမပြဲဘူးဒါပေမဲ့ ရေနွေးပူပူနဲ့စူလဲစူပွက်လိုက်ကောပျော့ဣသွားတယ်ရေနွေးဆိုတာကတော့တာကြီးမင်းဘဝမှာမနည်းရမင်းပြောတဲ့အိမ်ရဲ့ကိစ္စဝိစာအဖေနဲ့အမေကွဲမဲ့ပြဲမဲ့ကိစ္စအစေးမပြီးသေးတဲ့ကိစ္စဘလုံးကံမဲ့ကိစ္စဒီလိုမျိုးလောကကြီးကကြမ်းကြမ်းတန်တန်ရေနွေးပူပူကြီးနဲ့ပေးတွေ့လိုက်တဲ့အခါမှာမာပါတယ်တင်းပါတယ်တောက်ပါတယ်ခန္ဓာရင်ရှိပါတယ်ဆိုတဲ့မုံလာဦးကြီးဟာပျော့ဣသွားတယ် အဲ့ဒီလိုပဲတချို့လူတွေဟာကြမ်းတမ်းနဲ့လောကဒဏ်နဲ့တွေ့တဲ့အခါမှာစိတ်ပိုင်းဆိုင်ရာဆရာတို့ခံစားချက်တွေနဲ့ပျော့ပြဲပြီးတော့လောကကြီးကိုအရှုံးပေးလိုက်ပါတော့တယ်။ဟာအိဗရာဟံဖရက်နဲ့လက်သွားတယ်တဲ့။ဒီလိုနဲ့ပဲဆရာကကဲသားကြီးမင်းအတွက်နောက်ထပ်အင်စာတစ်ပုဒ်ထပ်ပေးမယ်ကွာ။အဲ့ဒီအင်စာကတော့မင်းအိမ်ရောက်တဲ့အခါမှာ ချက်ဥတလုံးကိုမနေ့ရလိုပဲရေနွေးပွက်ပွက်ဆူတဲ့ထဲမှာထည့်ပြီးတော့ပြုတ်ပလိုက်ကွာပြီးရင်တော့ငါ့ကိုပြန်ပြောပေါ့နောက်နေ့ကြောင်းပြန်တတ်တော့အိဗရာဟင်ကလည်းသူတွေ့ခဲ့ရတဲ့အတွေ့အကြုံကိုပြန်ပြောပြတယ်ဟာဆရာကြီးချက်ဥကိုပြုတ်လဲပြုတ်လဲပြုတ်ပြီးသွားရောချက်ဥကြီးကအခွန်လဲခွာလိုက်ကောအထဲမှာကြက်နေပြီလေဆရာအကာကလည်းဖြူဖွေးပြီးတော့ကြက်နေပြီအထဲကအနှစ်ကြီးကလည်းကြက်နေပြီအဲ့ဒီလိုတွေ့ရတယ်အဲ့တော့ ဆရာဘာပြောလဲဆိုတော့တိုင်းလောကကြီးမှာတချို့လူတွေဟာနူးညံ့နေထိလိုက်ရင်တော့မှကွဲသွားနိုင်တဲ့ကျုပ်နဲ့တူတယ်အထင်းမှလည်းပြော့ပြော့ပြောင်းပြောင်းဖြစ်နေတဲ့အနှစ်တွေရှိတယ်ဒါပေမဲ့လောကဒဏ်နဲ့တူတဲ့ရင်နှွေးနဲ့တွေ့လဲတွေ့ရောအဲ့ဒီလူတွေရဲ့နှလုံးသားတွေအဲ့ဒီလူတွေရဲ့စိတ်ထားတွေအဲ့ဒီလူတွေရဲ့ခံစားချက်တွေဟာမတောက်တင်းပြီးတော့ ဂျက်ကေးဖြစ်သွားတယ်။မင်းအဲ့ဒီကောင်ကိုတတိထားဖို့လိုတယ်ဆိုပြီးတော့ဆုံးမလိုက်ပါတည်း။ပြောချင်တဲ့သဘောကတော့ကွာတဲ့။ရုပ်တွေပါကြမ်းလာတယ်၊စိတ်တွေပါယိုင်းလာတယ်။အစိုးမြင်တဲ့စိတ်တွေများပြီးတော့အရွက်တိုက်မယ်ဆိုပြီးတော့ထိလိုက်တာနဲ့နူးညံ့ပျော်ပြောင်းလို့တဲ့ချက်ဥကလေးဟာဂျက်ကေးဖြစ်သွားတဲ့လူမျိုးပဲ။တချို့သူတွေရဲ့စိတ်တွေလည်းအဲ့လိုဖြစ်သွားတယ်။ချက်ခနဲ့အေဘရာဟန်ကလက်ခနဲ့ဖြစ်သွားပါတယ်တဲ့။ အဲ့လိုနဲ့ဆရာချက်ကအိဗရာဟင်ကိုဘာပြောလဲဆိုတော့မင်းချက်ဥဖြစ်ချင်လားဟမ်မဖြစ်ချင်ဘူးဆရာမုံလာဥရောမဖြစ်ချင်ဘူးဆရာဆိုပြီးတော့ပြောပါလေအဲ့လိုနဲ့ဆရာကအင်စာတစ်ခုထပ်ပေးလိုက်ပါလေအဲ့ဒီအင်စာကတော့မနဲ့မှာတော့မင်းပြန်ပြောရမယ့်အင်စာပဲကော်ဖီစီးတွေကိုရင်နွေးပူပူနဲ့ထည့်ပြီးပြုတ်လိုက်ကွာအဲ့တော့လေအိဗရာဟင်ကရင်နွေးကိုပုတ်ပတ်စုအောင်လုပ်ကော်ဖီစီးတွေထည့်လိုက် ကြည့်လိုက်တယ်ဟာဘုံလာဥလိုလဲပျော့ပြင်းမသွားဘူးကြက်ဥလိုလဲမာမခဲသွားဘူးပူလောင်มาတယ်ဆိုတော့ဖြူနေတဲ့အယောင်မရှိတဲ့ရေကိုကော်ဖီစီဟာကော်ဖီရောင်ဖြစ်အောင်လုပ်ပေးလိုက်ပြီးတော့တခါတည်းမှုေးပြန့်တဲ့ကော်ဖီရနံ့ထွက်လာအောင်လုပ်ပေးလိုက်တော့ဦးအစ်ဘရာဟန်တွေ့လိုက်ရပါတယ်အဲ့တော့နောက်နေ့သူဆရာနဲ့တွေ့တော့ဆရာကသူကပြောတယ်ဆရာကဒါကြီး ဆရာတို့ဘဝမှာရင်နွေးပူပူနဲ့တူတဲ့လောကဒဏ်အကျဉ်းကြီးကိုတွေ့ရမှာပဲတပည့်ရ။ကြံတမ်းမယ်၊ဖီအားများမယ်၊စိတ်ညစ်စရာ၊စိတ်ပျက်စရာတွေတွေ့မယ်။အဲ့ဒီအချိန်မှာတချို့သူတွေကမုံလာဥလူပျော့ပြဲသွားပါတယ်။တချို့သူတွေကကြက်ဥလူမာကျောသွားပါတယ်။တချို့ကတော့တဲ့ဘာဖြစ်လာလဲဆိုတော့လောကဒဏ်ကရိုက်ခတ်လိုက်တဲ့အခါမှာဟာငါ့ကိုပျော့အောင်လည်းမလုပ်နဲ့ကွာ။ ငါ့ကိုမောင်းအောင်လဲလုပ်လို့မရနဲ့กว่าဆိုပြီးတော့အဲ့တီလောကဒံကိုပဲအယောင် ပြောင်းပြီးတော့ရနံ့မွေးအောင် လုပ်လိုက်တဲ့ coffee စီးတွေဖြစ်ပါတယ်။ဒါကြောင့်ဆိုလူတွေမှာမုံလာဥလိုလူမျိုး၊ကျက်ဥလိုလူမျိုး၊ coffee စီးလိုလူမျိုးကိုလေ့လာကြည့်ရပါ။လောကကြီးကတော့တစုံတစ်ခုသောကြမ်းတမ်းတဲ့လောကဒံပူပြင်းတဲ့ရင်နှွေးနဲ့တူတဲ့လောကဒံတော့တမျိုးတည်းပဲပြီးတာ။ဒါပေမဲ့ ပြဿနာဆိုတာ ਈ ကပျောက်သွားမှာမဟုတ်ဘူးဖြည့်ရှင်းလိုက်ပေါ်လာလိုက်ထပ်တွေ့လိုက်ဖြစ်မဲ့အချိန်မှာ coffee ဇီလိုမျိုးဆရာတို့အခက်အခဲတွေကိုကြော်လွှားပြီးတော့ရနတ်နေသင်အောင်လောကကြီးကိုဆောင်ရွက်ပေးလို့ရတယ်ကိုကိုကူလည်းတိဆောက်လို့ရတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဆရာဂျက်ဆင်ရဲ့သင်ခန်းစာကြောင့်အိဗရာဟင်ကအမြင်သစ်တီအကြံသစ်တီရပါတယ်ကော်ဖီဇီသင်ခန်းစာကိုတငယ်ချင်းတွေကိုရှောက်ပြောပြတယ် တငယ်ချင်းတွေကလည်းအဲ့ coffee zip တင်တဲ့တင်ကန်းစာကိုကြိုက်တယ်သူတို့အသင်း champion ရဖို့အတွက်လည်း coffee zip တင်ကန်းစာနဲ့ပဲသူဆောင်ရွက်ခဲ့တယ်အလုတ်နဲ့အိဗရာဟန်ကြောင်းပီးပြီးအလုတ်တွေလုတ်ပြီးတော့သူအရာရှိအဖြစ်နဲ့စစ်တပ်ထဲမှာတာဝန်ထမ်းဆောင်ရတယ်။အဲ့လိုတာဝန်ထမ်းဆောင်ရတော့လေအိဗရာဟန်ကဘယ်ဘဲသွားသွားဘာဘဲလုတ်လုတ်သူ့ရဲ့အိတ်ကက်ကလေးထဲမှာ ကော်ဖီစီးတွေထည့်ပြီးတော့သူတခါတည်းပဲအောင်မြင်အောင်သူ့ကိုယ်သူအမြဲတမ်းတတိယနေအောင် ဆောင်ရွက်တဲ့လူငယ်တယောက်ဘဝကနေလူလက်ဘဝလူကြီးဘဝကိုကြော်ဖြတ်တယ်ဆိုပြီးတော့ဆောက်ကလေးထဲမှာရည်ရတာဆရာတို့တွေ့ရပါတယ်။ဒါကြောင့်ဆံပေါ်မှာလေတပည့်တွေတွေ့တယ်ကြက်ဦးနဲ့တူတဲ့တပည့်တွေတွေ့ဘူးတယ်မုံလာဦးနဲ့တူတဲ့တပည့်တွေတွေ့ဘူးတယ်ကော်ဖီဇိနဲ့တူတဲ့တပည့်တွေတွေ့ဘူးပါတယ်ဒါကြောင့်ဆရာတို့တွေဟာကော်ဖီဇိလူမျိုး လောကဒံကူအန်တုရင်နေအဲ့ဒီကိုကိုလာရိုက်တဲ့လောကဒံကူပါအယောင်ပြောင်းပြီးတော့ယနတ်နေမှုအောင်လုတ်ပေးလိုက်မယ်ဆိုရင်ကိုကိုကူလည်းတီဆောက်လို့ရတယ်ကိုကိုကူလည်းပျော်ရွှင်လို့ရတယ်ပဝင်းချင်းကိုလည်းအကျိုးပြုလို့ရတယ်လို့ပြောရင်းနဲ့ the coffee bean ဆိုတဲ့စာအုပ်ကလေးကိုဖတ်ပါလို့ဆရာက အကြံပေးလမ်းညွှန်ခြင်းပါတယ် โอเคအဲ့တော့ဆရာဗီဒီယိုများနားထောင်နေဆရာတပည့်တပန်းနေပါမယ်အတိကျွမ်းနေပါမယ်တခြားလူငယ်တွေပါမယ်ဆိုရင်ဆရာကို comments လေးမှာ coffee zi ကိုကြိုက်တဲ့သူလားမုံလာဥကိုကြိုက်တဲ့သူလားပြီးတော့ကျက်ဥကိုကြိုက်တဲ့သူလားဒို့မဟုတ်ကျွန်တော်ဟာကျက်ဥလိုလူကနေမုံလာဥလိုလူကနေ coffee zi ဖြစ်သွားအောင်ပြောင်းနိုင်ပြီလားဆိုရဲအတွေးအမြင်တွေကို ရေးသားလို့ရပါတယ်အမြင်မတူရင်လဲဆရာကို comments မှာ အကြံပေးလို့ရပါတယ်ဆရာကတော့ဆရာပြောတာတိုင်းမှန်နေလို့ပြောတာမဟုတ်ဘဲနဲ့ဖတ်ရတဲ့စာအုပ်ထဲကအယူအဆတစ်ခုကိုဝေငှတာဖြစ်တဲ့အတွက်ဒါတို့သမီးတို့ညီတို့ညီမတို့အကိုတို့အမတို့အနေနဲ့အားလုံးပေါ့ပေါ့ပါပါနဲ့စဉ်စားတွေးခေါ်ရင်ကိုယ့်ရဲ့အတွေးအခေါ်လေးတွေနဲ့အယူအဆလေးတွေကိုပါမျှဝေရင်းနဲ့ comments ကိုဆရာဖိတ်ခေါ်ချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဆရာနာမည်ညီညီပါ ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအသံနဲ့ပါနှာထောင်လို့ရလို့အခုပဲသွားဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။